အားလုံးပဲမင်္ဂလာပါ Summit Nine Knowledge မှာပြန်ပြီးတော့ကြိုဆိုပါတယ်အဲတော့ကျွန်တော်ခုတစ်ခါလောက်ပြန်မှာကတော့လူတွေမေးမြနေတဲ့ဒီ Wi-Fi router ပေါ့နော် Wi-Fi router ကို password တီးအဲတော့ Wi-Fi ကိုကွန်မ30နဲ့လူကိုအလွယ်တကူဘလို့နေကြည်ဝါကောက်ဖတ်လို့မရအောင် လုပ်နေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကလောက်ပြန်မှာဖြစ်ပါတယ်အဲတော့ကိုယ့်ရဲ့ Wi-Fi ကိုသူတွေဝင်သုံးတယ်လဲဆိုတာကိုအလွယ်တကူတင်အောင်အတွက်ဆော့ဝဲလေးတစ်ခုလိုအပ်ပါတယ်စကင် बदुरे तो उन्हें ले सकते हैं तिया वन सो वाले तो खोलो आप बारे यहाँ प्ले स्टोर को बनाए पा यह बॉयसेस बारे में अब आए एंची फाइंस हुए हो यही शाले वा यह स्टोरी लगाए पा कनासावा ဒီရင်ထွက်လိုက်ပါမယ်အဲ့တော့ find application တွေဝင်ပါမယ်ဒီရင် next ကိုနှိပ်ပါမယ်ဒီရင် create နှိပ်ပါမယ် enable location ကိုနှိပ်ပါမယ်တန်းနေကိုနှိပ်ပါ null location နှိပ်လိုက်ပါ okay ဝဆန်နှိပ်ပါ ပြီးရင်ဆိုင်ဝင်လုပ်လို့ရတယ်တကယ်လို့မကွင်ရှင်ဘူးဆိုလို့ရှိရင်အောက်ကဟိုနဲ့လည်းပါမြန်ဖို့တန်းလေးနဲ့ပါစကင်စကင်ကျွေးနေဝနေပါအဲ့မှာကြာလာပါပြီဒီမှာတုံးနေတဲ့ဖုန်းတွေအကုန်လုံးကြာလာလိုက်ပါပြီအားတွေကိုအားရင်းဒီအရုပ်လိုနှိုက်လိုက်ပါဒါတော့ 4 wifi ကဘယ်သူလဲသုံးနေလဲဆိုတာကိုကြည့်နေလေးဖြစ်ပါတယ်။ wifi ကဘယ်သူလဲသုံးနေလဲဆိုတာကိုဒီမှာเนาะဒီမှာတန်ဒီမှာပေါ်ပါတယ်တခါတည်းနဲ့ဆိုတော့ဒီမှာ2ရက်သုံးနေပါတယ်။ရဖုန်းအမျိုးသားဖြစ်ပါတယ်။အဖုန်းအမျိုးသားတွေကြည့်လို့ရတယ်တင်ပါတော့။တကယ်တော့ဒီဖုန်းကမသုံးသေးရှင်ဘူးဆိုလို့ရှိရင်ဒီမှာဥမနှိပ်လိုက်တယ်နှိပ်လိုက်လို့ရှိရင်ဒီမှာ remote device ဆိုတဲ့ဟာကိုဒီအလေးကိုနှိပ်လိုက်ပါ ပြီးရဒီမှာ delete လောက်လိုက်ပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီဖုန်းကအလိုလိုထွက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နမူနာပြတာအတွက်ကြောင့်ဒီ key ကိုပြန်ရွေးလိုက်ပါမယ်အဲ့တော့နောက်တစ်နေ့ပေါ့နော်နောက်တစ်နေ့ဆက်သွားရအောင်အဲ့တော့ကိုဒီမှာတချို့မေးထားတာလည်းရှိတယ်ဒီပေါ့နော်အဲ့တော့နောက်တစ်နေ့ကကြာလို့ရှိရင် ကို wifi ကပေါ့နော်ဘလောက်ဒီ MB တက်လဲမတက်လားစပီးဘလောက်ရှိတယ်ဆိုတာကိုသိရင် ကိုယ့်ရဲ့ဖုန်းကဟိုစပီကာဘယ်လောက်တက်လဲမတက်လဲ MB ဘယ်လောက်ရှိလဲဆိုတော့ကြည့်ရှင်ရင်ဒီဘက်က internet ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာ test now ဆိုတဲ့နေရာကိုနှိပ်ပါပြီးရင်ခဏစောင့်လိုက်ပါတက်လာပါလိမ့်မယ်ဒါတော့ကျွန်တော်ရဲ့ wifi ဖြစ်ပါတယ် download က download က synthetic amount တဲ့ bpsg ကိုပေါ့နော် ဒီအလောကကြလို့ရှိရင်15.5 MBS ရှိပါတယ်အဲ့တော့ဒီမျိုးလိုတော့ဒီလိုအလိုတကူချစ်လို့ရပါတယ်ဒီ software ကတော်တော်လေးအသုံးတည်တဲ့ software လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနောက်တနည်းသွားလိုက်ရအောင်ဗျာကျွန်တော် browser က browser ကဘောနော်ကိုယ့်ရဲ့ wifi ရဲ့ software လေးကို website ကိုဝင်လို့ဆိုလို့ရှိရင်မသိတဲ့လူတွေ number ကိုမသိတဲ့လူတွေကြလို့ရှိရင်ဒီမှာဒါ website number ဖြစ်ပါတယ်ကိုယ့်ဆက်ရဲ့ ကိုစက်တေးကိုကိုစက်ကိုဝင်မဲ့ဒီလိုက်စာကကြာလို့ရှိရင်ဒီဒီမပို့ပါလဲကျွန်တော်ဆက်မှာဆိုလို့ရှိရင်တေကိုနှစ်ဒီမှာနော်တေ68တေဒါသမတေတို့နော်အဲ့လိုမျိုးအဲ့လိုမျိုးပို့ပါတယ်ဒီဟာကိုစက်ကိုဝင်လာလို့ရှိရင်အဲ့တော့ဒီဖိုင်လေးရတို့လက်သုံးတေတဲ့ဆော်လည်းဖြစ်ပါတယ်အဲ့တော့နောက်တနည်းကိုတော့လိုက်ရအောင်ကျွန်တော် wifi ကိုစကင်ဖတ်လို့မရအောင်လုံးနည်းဆိုတော့ကြောင်ကျွန်တော်ကလုံးမဲ့တော့ကြောင်အဲ့ကြောင်ဆိုလို့ဒီနောက်တနည်းရကြာလို့ရှိရင်ဒီ chrome browser တေကိုဝင်ရပါမယ် chrome browser တေပေါ့နော် ခရုံးဆန်လေးဝင်ပြီလို့ရှိရင်ဒီဒီမှာရိုက်ရှာလိုက်ပါတေကိုနေတဒမတေ68ဘုံเนาะတဒမမတေဘယ်လိုမင်းဒီเนาะအလားမျိုးအာအာကျွန်တော်အန်ဒါခေါက်လိုက်ပါမယ်သူ့တော်ပါပြီမိုင်းတေးသေးရောက်ပါเนาะအဲဒီသေးကတော့လို့ရှိရင်ဒီမှာအေတမန်ကိုတေးပါအေဒီအေတမန်ဆိုရဲစာလုံးဝင်ရိုက်ပါ password မှာ password မှာကြာလို့ရှိရင်ဒီအဆက်ရဲ့ကြာလို့ရှိရင်ဒီဆက်ရဲ့နောက်ကျုံးမှာပေါ့နော်ဒီမှာဆက်အမျိုးအစားတွေပါတယ်ဒီမှာဒါ password ပေါ့နော်ဒီမှာအဲ့ဒီနော်ဒီ password ကိုလိုက်ထည့်ရပါမယ်ပါတယ်ဆက်ရဲ့နောက်ကျုံးမှာပါပါတယ်အဲ့လိုကျွန်တော်ရိုက်ထည့်မှာဖြစ်ပါတယ်နောက်ကျမှာပါတဲ့နံပါတ်ကိုရိုက်ထည့်ပါ လောရင်ဝင်လိုက်ပါမယ်။အားပြီးရင်ဒီလိုကြလာပါလိမ့်မယ်။ဒီလိုကြလာတဲ့အခါဒီကိုနိမ့်နိမ့်ချေးလိုက်ပါ။ရှင်းပြီလို့ရှိရင်ဒီမှာအပေါ်မှာဒီမှာစာတိုင်းရှိပါတယ်။ရှိမှတော့ဆိုရှင်တော့ဝက်လန်ပေါ့နော်ဝက်လန်စက်အလုံးလေးပေါ့ပါလေကျွန်တော်မှကြာလို့ရှိရင်စက်မျိုးစားတစ်မျိုးနဲ့တစ်မျိုးတော့မတူဘူးပေါ့နော်အဲကြောင့်ဖြစ်လို့ဒီရှာလေးကြည့်ပြပါမျက်စိမလည်အောင်တော့ကြောင့်အဲဒါကျွန်တော်ဒီကောင်လေးနှိပ်ပါမယ် အဲ့တော့နေ့တစ်ပြန် share လိုက်ပါဒီသာမျက်နှာနောက်အသေးတစ်ခုရောက်တော့ပါမယ်အဲ့တော့နေ့နေ့ share လိုက်ပါထပ် share လိုက်ပါနော် share လိုက်လို့ရှိရင်ဒီမှာ one point stage တဲ့နေရာလေးကိုနှိပ်ပါမယ်အဲ့တော့ဒီမှာ one point two point four ဒီ IC ဇာမစင်တဲ့ဘောနော်အဲ့ဒါလေးကိုနှိပ်ပါမယ်။ညပြီးရင်ဒီမှာစာမျက်နှာတစ်ခုရောက်ပါမယ်။ဒီမှာဒီစာမျက်နှာရောက်တော့ပြီဗောနော်။ အဲ့တော့ကျွန်တော်အတိတ်ကလောက်ရမယ့်နေရာကဒီမှာပါဒီရကကြလို့ရှိရင်ဒါနာမည်ကိုနာမည်ကိုဖြောက်ရှင်လို့ရှိရင် wifi set ဒါကျွန်တော်နာမည်ဖြစ်တဲ့ ID access ID ကကျွန်တော်ရဲ့ wifi set နာမည်ပေါ့နော်တကယ်လို့ဒီနာမည်ကိုဖြောက်ရှင်ဆိုလို့ရှိရင်ဒီမှာ no ကနေပြီးတော့ yes ကိုယူလိုက်လို့ရှိရင်ဒါနာမည်ဖြောက်သွားပြီပေါ့နော်နာမည်ဖြောက်တာဖြစ်ပါတယ်ဒါကကြလို့ရှိရင် station station number ကကြလို့ရှိရင်ဒါ ဒါဆက်ဖုံးအလုံးရင်ကန့်သက်တဲ့ဆက်ဆက်ကန့်သက်တဲ့ဟာဖြစ်ပါလေ။အဲကျွန်တော်ကနမူနာပြမဲ့တွေ့ချင်းကျွန်တော်လုပ်ပြပါမယ်။အဲဆိုရင် number 1ကိုပဲရွေးလိုက်ပါမယ်။တစ်လုံးပဲသုံးလို့ရမှာပေါ့နော်။အဲဒီမှာ station number ဆိုတာဖုံးအလုံးရင်ကန့်သက်တဲ့ဟာဖြစ်ပါလေ။အရင်ကဆို22လုံးပါတယ်။အဲဒါကိုကျွန်တော်ကကိုရောရောကိုတရားရှင်းပြမှာတွေ့ချင်းကျွန်တော်တစ်လုံးလေးပဲသုံးခွင့်ပေးလိုက်ပါမယ်။ပြီးရင်ဒီနေရာလေးကိုပြီးရင်ဒီမှာ other other dictation ဆိုတဲ့ time ဆိုတဲ့ဟာလေးကိုအားလေးကိုအဲ့ဒီနေရာမှာတိကျပြောင်းအောင်ပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒီနေရာကိုနှိပ်လိုက်ပါမယ်ကျွန်တော်မှကြတော့ share မပါဘူးเนาะတကယ်တော့ share ပါတဲ့လူဆိုလို့ရှိရင် share ကိုနှိပ်လိုက်ရပါပြီဒါကကျွန်တော်ရဲ့မှာ share မပါတဲ့တိကျအောင်ဘာမှမရွေးပါဘူး origin လေးတိုင်းထားလိုက်ပါမယ်အဲ့လို့ရှိရင်ဒီမှာအဲ့တော့ဒီမှာ key runway interview เนาะဒီမှာဒီနေရာမှာဒီမှာ password number 9လုံးထားလို့ရတယ် အဲ့တော့ခုနှစ်လုံးတချို့ဆက်မှာဆိုလို့ရှိရင်စစ်တော်လုံးတီးထားလို့ရတယ်စစ်တော်လုံးတလုံးတော့မတူဘူးပေါ့နော်ဝေရှာလေးကြည့်ပြပါကျွန်တော်မျက်စိမလျောင်းတဲ့လုပ်ပြရတာပါဒီမှာ authentication ဆိုတဲ့နေရာမှာ time ဆိုတဲ့နေရာမှာကကြာလို့ရှိရင်ဒီလိုနှိုက်လိုက်တယ် ဒီလိုထားရတယ်ဒီမှာ share ဒီ open လို့ပေါ့နော် share ဆိုတဲ့နေရာတန်းတစ်ခုမှပေါ်လာတော့ကျွန်တော်မှ share မှာပါတဲ့ကြောင်းမမယူရပါဘူးတကယ်လို့ share ပါတဲ့လူတွေဆိုလို့ရှိရင် share ကိုယူလိုက်ရပါပြီဒီရေဒီနာမည်ဖျောက်ရှင်ဆိုလို့ရှိရင်နာမည်မပူအောင်ဖျောက်ရှင်လို့ရှိရင်ဒါကျွန်တော်နာမည်နာမည်ဖျောက်ရှင်လို့ရှိရင်ဒီမှာ yes ကိုယူလိုက်ရပြီနော် hi ssid ဆိုပြီးတော့နာမည်ယူလိုက်ရပြီဒီမှာ station number မကြောက်ဒါဖုန်းလုံးရင်ကပ်တတ်တာဖြစ်ပါတယ်ဒီမှာဒါနော်ဖုန်းလုံးရင်ကပ်တတ်တာဖြစ်ပါတယ်ဒီ not the near ပေါ့နော်ဒီမှာ ဒီကမကြလို့ရှိရင်ဒီမှာ k runway အတပ်ပဲပေါ့နော်အဲ့ဒီနေရာမှာကြာလို့ရှိရင်ဒီမှာနံပါတ်9လုံးထားလို့ရတယ်တချို့ဆက်ဒီမှာဆိုလို့ရှိရင်ဆက်3လုံးအထိထားရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဆက်မှာ9လုံးထားလိုက်ပါမယ်နည်းနည်းပေါ့နော်အဲ့လိုမျိုးထားလိုက်ပါမယ်အဲ့ဒီမှာတော့တခြားကြည့်ပါကဲဘယ်နေဝင် ဒီမှာဒါဖုန်းလုံးတွေကတ်တက်တဲ့နေရာဖြစ်ပါတယ်အဲ့တပြီးရင်ကောလုံးကြီးပြောပြီးပြီဆိုလို့ရှိရင်ဒီမှာဒီ app line ကိုနှိုက်လိုက်ပါမယ်အဲဝါဟင်းပြောက်သွားပြီးပြန်တက်လာမယ်နော်အဲ့တော့တခြားဖုန်းတွေတုံးလို့ရလားမရလားဆိုတာတော့ဒါတလုံးတလုံးပဲကန်သွားမယ်တဲ့ကြောင့်ကျွန်တော်တလုံးပဲရတော့တာနော် ရှားဖုန်းတွေရလားမရလားဆိုတော့ကျွန်တော်လက်တွေ့ပြပါမယ်။အဲတော့ဒီမှာနော်ဒီမှာ password တည်တယ်။ password ဒီမှာ wifi တွေဝင်လိုက်ပါမယ်။ဒီမှာကိုတုံးလိုက်တော့ wifi ။အဲကျွန်တော်နှိပ်လိုက်တယ်ဒီမှာ။နှိပ်လို့မရတော့ဘူးနော်ဒီမှာ။နှိပ်လိုက်တယ်။ညဒီမှာတုံးလို့မရတော့ဘူးနော်။ဒါဘလောက်ပဲနှိမ့်နှိမ့်တခြားလူတွေလုံးဝသုံးလို့မရတော့ပါဘူးအဲတော့ ဒါဖုန်းအလုံးရင်ကန်သက်တဲ့နေပေါ့နော်ဒီမှာ wifi all on all တော့ပိတ်တုံပိတ်တော့ပြင်ပြီးတော့ပြလာတယ်တုံးလို့မရတော့ပါဘူးဟုတ်တယ်တလုံးမတုံးလို့မရတော့ဘူးเนาะကန်သက်လိုက်တော့တကြောင် second shot ပါနဲ့ဘလောက်ဖဖဖလို့မရတော့ပါဘူးနော်နေလိုက် စိတ်ကြိုက်လို့တော့စိတ်ကြိုက်တယ်လို့တော့သူ password တီးတီးတော့မှသုံးလို့မရတော့ဟမ်အားလုံးဆင်ပြေကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကိုဒီကလေးကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် like and share လေးနဲ့ subscribe လေးနဲ့နှိပ်ပြီးတော့အားပေးကြဖို့အားလုံးကိုတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ